်အလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတင်ဆက်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဆရာကြီးဦးသွန်မောင်ရေးသားထားတဲ့ပန်းရဲ့ရိုက်ချစ်ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦးရှင်ပန်းရဲ့ရိုက်ချစ်သူ့မှာမိုးကတက်တက်မဲမဲရွာနေတယ်။တဖင်းရတဲကလေးဆိုပေမဲ့ မဆိုးပါဘူးဖွင့်ထားတဲ့ဘက်ကမိုးရေနေနေစင်းနေလေမတိုက်တာကြောင့်လည်းဖြစ်ပါလိမ့်မယ်ကျွန်တော်ကတဲအပြင်ဘက်ကမိုးပြင်ကိုကြည်နေမိတယ်နောက်ခံလမ်းမီတိုင်းနဲ့ဆိုတော့မိုးဖွားတွေကအယောင်ဆုံးထွက်နေတယ်အဲ့ဒီမြင်ကွင်းတွေကို လူတယောက်ဝင်လာပါတယ်အေးအေးဆေးဆေးပါပဲမိုးရွာနေတာကိုဂယုဆိုင်ပုံမရဘူးတိတောင်တိရက်လားမပြောတတ်ဘူးသူကဆိုင်ဘက်ကိုလာနေတာဟုတ်ပါ ကျွန်တော်ထိုင်နေကြအရစ်ဖြူဆိုင်ပါပဲဆဲဆဲလန်းလန်းကြီးမဟုတ်ပေမဲ့ မကြမကြထိုင်ပစ်ခဲ့ပါတယ်။စောစောကပြောတဲ့လူဟာအရစ်ဆိုင်အဝါရောက်တော့ရေတွေကိုခါချပါတယ်။တကိုယ်လုံးဆွဲနှစ်ပြီးရေပေါက်တွေက တောက်တောက်ကျနေတာကိုချိမပါဘာမပါနဲ့။သူကဆိုင်ထဲကိုလှမ်းပြီးအခဲခတ်တယ်။ဆိုင်မှာကဘက်ထရီမီးအောင်လဲဆိုတော့မှုံပြပြပေါ့။ခဏနေတော့သူဟာကျွန်တော်ထိုင်နေတဲ့ဇပွဲစီကိုတန်တန်မတ်မတ်ကြီးရှောက်လာလေရဲ့။အနာရောက်တော့ကျွန်တော်ကိုခပ်ပြုံးပြုံးစီစီကြည့်တယ်။ ကြည်ရတာအယောတဝင်လုံးမဲ့သဘောပဲလူပုံကတော့တာမန်ပါအဝိအစားလည်းတသက်ရရရှိပါတယ်အသက်က60လောက်ရှိပါလိမ့်မယ်ကျွန်တော်ထိုင်လို့ရမလားပြဿနာကစားပါပြီကျွန်တော်ကတယောက်တည်းတောက်တက်တာဒါပေမဲ့ကျွန်တော်နေရာကတောင်ကွေးမှာဆိုတော့နှစ်ယောက်ထိုင်လို့ရတယ်ဒီကိစ္စအတွက်တုတ်ကဆရာမလို့ပေမဲ့သူ့ရဲ့ပုံစံကဆော့ဆော့ကပြောသလိုအယောဝင်မဲ့သဘောရှိနေတော့စိတ်ထဲတိတ်မတန်လာဘူးဒါပေမဲ့ကိုယ်ဆိုင်မှမဟုတ်ပဲ ကောင်းငိတ်ပြလဲရတော့တာပေါ့သူကဂျေဇုပဲလို့ပြောပြီးကိုဘော်ကရေတွေကိုလက်နဲ့တက်ဆစ်ချရင်းမျက်နှာချင်းဆိုင်ဝန်တိုင်လိုက်ပါတယ်တခုခုပြောချင်နေပုံပေမဲ့အပြောခင်နေတယ်လို့ပဲအရင်လဲလှမ်းမမှာဘူးဒီတော့ကတ်တီးမှုလဲများလာလို့ထင်မိသေးတယ်ဒါပေမဲ့သူ့ပုံစံကကတ်တောင်းမဲ့ပုံစံတော့မဟုတ်ပါဘူးမပြောနိုင်ဘူးလေအဝတ်အစားတက်ရက်ပေမဲ့အရစ်စာလာရင်တော့လူတွေရတိတ်ခါမှမရှိတော့တာကို ကိုစီကကမ်းမတော့ဘူးပဲထားအောင်ကျွန်တော်မှာတော့စိတ်ကျဉ်ကျက်သွားရပါပြီခဏနေတော့သူကချောင်းတစ်ချက်ဟန့်ပြီးဆိုင်ကြီးဆရာကိုမာယာဟုတ်ပါတယ်နော်စိတ်ထဲနည်းနည်းတော့ပျော်သွားသလိုပဲကျွန်တော်ကဝတ္ထုတို့ရေးသမားပါလုံးချင်းတွေပါတွင်နဲ့နမ်မီကြီးမဟုတ်ပါဘူး၃၅လလောက်နေမှဝတ္ထုတို့ကလေးတစ်ပုဒ်ဆာမျက်နှာပေါ်ရောက်တတ်တာမဟုတ်လားခုလိုသူကကျွန်တော်ကလောင်နံမီကိုတင်နေတော့ဂျင်းနံမီတာအမှန်ပါပဲ။တော့ဗိမဲ့တချို့လူတွေကအရက်ကတောက်ဖို့ ီလိုပဲချင့်ကပ်ကြတာကိုပြီးတော့ကျွန်တော်ကိုဆိုင်ရဆရာမတီးတာကဆိုင်ရှင်မွင်ကြီးပဲရှိတယ်ဒီတော့သူဟာကျွန်တော်အကြောင်းမွင်ကြီးစီကကြားထားတာလားမသိဘူးစိတ်ထဲတထင်းထင်းဖြစ်နေတော့မွင်ကြီးရဲ့တပိုင်းပေးကွာဆိုပြီးလမ်းမှာတော့စိတ်ထဲနေနေတော့ပုံဝင်ကြသွားတယ်နောက်ပေမဲ့လည်းအရေးကမတော့တဲ့အတိုင်းအပေါ်စားတာစကားတွေပြောတော့မယ်ဆိုတာတော့တည်နေပါတယ် စာရေးဆရာမဟုတ်လားလို့မေးလိုက်ကြတဲ့ကစာဖတ်သူတယောက်အဖြစ်နဲ့စာအကြောင်းပေအကြောင်းတွေရှင်းနေရင်ဖြစ်ပါတယ်။ကျွန်တော်ကအရက်တောက်ရင်လက်ဖက်ဆိုင်တိုင်းရင်စိတ်အပန်းဖြေချင်တာပဲရှိတယ်။မလင်းနေချင်ဘူး။သူကရောက်လာတဲ့အရက်ပြူကိုတကြိုက်နှစ်ကြိုက်တောက်လိုက်ပါတယ်။ပြီးမှမထင်မှတ်တဲ့စကားကိုပြောပါတယ်။ဆရာလေးဆရာလေးကမိမတယောက်ကဘာရိုက်တာကိုခံရဘူးသလား။ဒဲ့ကျွန်တော်မှဘလို့ကြီးမှမသိဖြစ်သွားရတယ်။ ီလဝတ်မှုကြွေမဂဇင်းမှာကျွန်တော်ရဲ့အခြေဝတ္ထုတစ်ပုဒ်ပါတယ်မမနဲ့မောင်လေးဇက်ပါအဲ့ဒီမှာဇက်သိန်းတော့မမကမောင်လေးကိုဖျန်းခနဲနေအောင်ပားရိုက်ပြီးအပြေပေးလိုက်တာကိုရေးထားပါတယ်သူ့မိခွင်းကငါ့ကိုရည်ရွယ်တာဖြစ်မယ်သူ့အတန်ကပားရိုက်ခံမှုမခံမှုဆိုတာကိုစစ်ကြောချင်းဟန်ပေါ်နေတယ်ပားရိုက်မခံဘူးပဲနဲ့ရေးတလားလို့များမိကျင်တာလည်းဖြစ်နိုင်ပါတယ်သူစရောက်လာကြတဲ့ကစကားတစ်လုံးမှမပြောခဲ့တဲ့ကျွန်တော်ဟာဒီမိကွန်းအတွက်တော့အပြေပေးရပါတော့မယ် ကျွန်တော်မှချစ်သူတောင်မရှိပါဘူး။သူကဟဲ့ကနေရဲတယ်။လောင်တာတော့မဟုတ်ပါဘူး။ပြမပြရလေ ဆိုတဲ့အတန်မျိုးပါ။ဒီနောက်တော့တော်တော်ကြာအောင်ကို့အရက်ကိုတောင်းနေကြပါရဲ့။သူ့အရက်တပိုင်းကုံသွားတော့ထပ်မှပြန်နေ။အဲ့ဒီကစပြီးသူကကြည်စကားတွေ ပြောတော့တာပါပဲ။အစ်စ်ချင်းกว่าပဲမဲ့သူကเสียလေကျွန်တော်ဆိုတဲ့နန်းစားတွေကိုပဲသုံးပါရဲ။ချစ်သူတောင်မရှိဘူးဆိုတဲ့စကားလေးကိုပြောရတာတော့အတော်ခက်တာပဲ။ ဒါပေမဲ့ကျေးဇူးပြုပြီးကျွန်တော်စကားတွေကိုနားထောင်ပေးပါ။သိရှိကြီးတော့မပြောနဲ့ကွာ။ဆိုတဲ့အမှုရာလုပ်ပြရပါတယ်။ကျွန်တော်တို့လင်မယားကငယ်လင်ငယ်များပါ။တမီးစားအဖြစ်လည်းတယောက်ဆိုတယောက်ပါပဲ။ဘာပြဿနာမှမရှိခဲ့ပါဘူး။ကျွန်တော်အသက်50လောက်အထိပေါ့ဗျာ။ခုကျွန်တော်အသက်60ဆွန်းပြီဆိုပါတော့ဒီလိုဆိုတော့လေပြီးခဲ့တဲ့10နှစ်ကြော်ကြော်လောက်အတွင်းအိမ်တွင်းရေးပြဿနာတွေရှိခဲ့တယ်လို့ဆိုလိုသလိုပါပဲ။ ဲ့ဒီနောက်ပိုင်းတော့သူဟာအေးစစ်စစ်နိုင်လာပါတယ်။သားသမီးတွေကလည်းအရွယ်ကလေးတွေရလာပြီကိုပြောရရင်သူဟာလူကြီးဆန်လာတာနည်းနည်းလွန်တယ်လို့ပဲ။ချစ်ရည်ပြုတ်ရဲသားသမီးတွေကိစ္စနဲ့အချိန်ကုန်တာများလာတယ်။ဒီလိုပဲဖြစ်တတ်တာပဲလို့ကျွန်တော်စကားဝင်မထောက်ပြပါဘူး။ကျွန်တော်ကသဘောကိုသိပါတယ်။ဒါကြောင့်အဲ့ဒီအရွယ်မှာဒါလောက်တော့မေးချင်းတဲ့ဘူးဗျာ။ကျွန်တော်ကတော့40ကျောင်း50တွင်းဆိုတာမကြီးသေးပါဘူး။သူကသူ့စကားသူသဘောကြပြီးရဲပါတယ်။ပြောရရင်ဗျာ အဲ့ဒီအရွယ်တွေမှာအငယ်နောက်ထားတဲ့ကြတယ်မဟုတ်လားဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုတက်ဆာမဖောက်တဲ့အပြင်ပုံပြီးတော့ရောရောဝင်ဝင်နေခဲ့ပါတယ်ပြောရရင်ချစ်သူလိုရောလက်များရရောတငငချင်းလိုရောပါပဲစိတ်ထဲထင်ငနေဖြစ်ရတယ်အဲ့ဒီမိမကဖောက်ပြန်သွားလို့လားပေါ့လေဒါပေမဲ့ဗျာပူပူဆိုးလာပါတယ်ကျွန်တော်ဟက်ဟက်ပက်ပက်မစစ်ဆန်တော့ဘူးအလုံးဝင်စားတမီးကြီးနဲ့ဒရဲရဲလုံနေပါရော့ ကျွန်တော်လဲသူ့ဇလန်းယိုကြီးမဆုံးသေးတာစိတ်မရှိလို့အရစ်ဖြူတစ်စိတ်ထပ်မရတယ်အင်းဆရာလေးလဲယိုးဤနေတဲ့တပြားဟောင်းကြီးနားထောင်နေရတာပြင်းရော့ပေါ့လေကျွန်တော်လိုရင်းမဲ့ပြောပါတော့မယ်ဒီလိုတော့လဲအလိုက်တိတက်သားပါလားဒါပေမဲ့သူ့စကားကြောင့်နင်းနေစိတ်ဝင်စားသွားမိတာတော့အမှန်ပါပဲရှိစ်စ်ပြီးပြဿနာကြီးကြီးမားမားတခုတော့ပေါ်မှာသေးကြပါပြီကြီးကြီးမားမားမဟုတ်တော့အဲ့လက်အပြောင်းလေးတော့ရှိတန်းကောင်းပါရဲ့ သူကနောက်ပိုင်းမှာပို့ပြီးအေးစစ်တဲ့အေးစစ်လာပါတယ်။ကျွန်တော်ကိုအရန်လူလိုသဘောထားပြီးတားရိတ်သမီးတွေနဲ့ပဲတယုံယုံနေတယ်။စဉ်းစားကြည့်ဗျာ။ပင်ကိုကအေးစစ်စေဆိုရင်ကလေးတွေနဲ့လည်းအလိုက်ထိုက်ပဲနေတင်တာပေါ့။ခုတော့ဗျာကျွန်တော်မှအထီးကျန်တယ်လို့ခံစားနေတယ်။ဇက်ချိန်ကလည်းခုထိမတက်သေးပါဘူးလို့စိတ်ညစ်မိပြန်ပါတယ်။သူကတော့အချိန်ရလာလို့နောက်တစ်စိတ်ထပ်မှာပြန်ရော။ခုနောက်ပိုင်းသားသမီးတွေရဲ့ဘွေးရအလုတ်ကိုစီဖြစ်လာကြတော့ပိုဆိုးတာပေါ့ဗျာ။ ကျွန်တော်ကလည်းပင်စင်ယူလိုက်ရပြီကိုအဲ့ဒီအတွက်တော့စာနာမိတော့အမှန်ပါပဲပင်စင်နာဆိုတာဖြစ်နေပုံရပါရဲ့ဒါပေမဲ့အဲ့ဒါလောက်နဲ့တော့သူ့ဆက်ကိုတိန်လို့မရပါဘူးဂျားပြက်ပြောရအောင်မေဗျကျွန်တော်မှာအပြည့်ဆိုလို့တောက်တတ်တာလေးပဲရှိတာပါရញ្ញံကကလည်းမဟုတ်ပါဘူးအဲ့ဒီအတွက်တော့ခဏခဏစကားများရတာအမှန်ပါပဲတော့ဗီမဲ့ပေါ့ဗျာဒီအရေးကိစ္စလေးနဲ့တော့ तू ကခုလောက်အေးစစ်စစ်ကြီးမဖြစ်တတ်ပါဘူးခုတော့ဗျာ သူကရောက်လာတဲ့အရင်တစိုက်ကိုတစ်ခွက်တည်းမောလိုက်ပြန်တယ်။ပြီးတော့မှသူဟာသူ့နဲ့ကိုသားနဲ့ကိုဆိုတာမှဟုတ်ရဲ့လားလို့တောင်းထင်ရတယ်။အော်လက်ဆက်သက်တော့အင်းတော်ရေးတစ်ခွက်ကို ပြောချင်နေတာပါလား။ဒီအရွယ်ကြီးကြမှာလို့မထင်ရပါဘူး။ယောက်ျားဆိုတာကဖွဲတဆုပ်နိုင်ရင်ဒုက္ခခံစားချင်တာပဲမဟုတ်လား။တခုရှိတာကသူမိမဟာပဲအရွယ်လဲဆိုတာကျွန်တော်မသိဘူးတက်သူရွယ်သူဆိုရင်တော့ဒါမျိုးစိတ်အေးသွားတော့ပါပြီ ကျွန်တော်ဖတ်ဘူးမှတ်ဘူးတာကိုပြောတာပါ။ကိုင်ကိုင်ဆရာလေးလည်းပြင်းနေရောမယ်။ဇက်သိမ်းကြပါစို့။မနစ်ကတော့သူနဲ့ကျွန်တော်အကြီးကျယ်ရန်ဖြစ်ကြတယ်။အချောင်းကတော့မော်နီပစ်လုံးမိရကစတာပါပဲ။ကျွန်တော်မင်းညားကတငကြီးအိမ်မှာအတော်များသွားလို့မနစ်က ဖြေတာပါဗျာ။အဲ့ဒါကိုပြဿနာလုပ်ပြီးကျွန်တော်ကိုပေးရလက်ကန်ထားခဲ့တဲ့မြောက်ကို အတိုးချပြီးရန်စုံငေါငေါလှုပ်တော့တာပဲ။သူကတော်တော်တောင်းနိုင်ပုံရပါတယ်။ဝင်ကြီးစီလှမ်းပြီးနှစ်ပတ်ထက်တောင်းပါတယ်။ ဟက်တာကကျွန်တော်ပြန်လဲခုခံပြီမဲ့ပါသမီးတွေကပါသူ့ဘက်ကဝိုင်းပြီးကျွန်တော်ကိုထိုးနှက်ကြတာပါပဲ။ตาကြီးဆိုရင်ကျွန်တော်ကိုမတုံ့စဘူးခမားကြီးဆိုပြီးတုံးနေဗျာ။ကျွန်တော်တော်တော်စိတ်ထိတ်ခိုက်သွားတယ်။ဒေါသလည်းဖြစ်သွားတယ်။သူကဝမ်းနဲ့တန်ပါသွားတာသတိထားမိပုံရတယ်။စကားမစစ်သေးပဲညင်ပြီးတရွင်မျိုးချနေလေရဲ့။လင်မယရန်ဖြစ်ပြီးဆိုတော့အသေးဖွဲကအစငေကျုံးဝင်တာတွေဖော်ကြတော့တာပေါ့ဗျာ။ဒီမှရင်ကျွန်တော်ကသူ့ကိုသူ့ရဲ့ငယ်တငယ်ချင်း ယောက်ျားလေးတငယ်ချင်းပေါ့ဗျာအဲ့ဒါကိုသူနဲ့ပြန်ပေးစားမိတယ်တကယ်ကသူ့ကိုဟိုကကြိုက်ခဲ့တာသူကပြန်ကြိုက်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့ဗျာစကားလေးတစ်ခွန်းကဆိုပြီးနောက်ရောက်လာတဲ့အရစ်ကိုတစ်ခွက်တည်းမော်ချလိုက်ပါတယ်ပြီးတော့ဆက်ကနေမတ်တက်ထားရက်ကရိုင်ချိုးသွားပါတယ်ဘာမပြောညာမပြောနဲ့ပြန်ဖို့ဟန်ပြင်လိုက်ပါတယ်အဲ့ဒါပါပဲဗျာဆရာလေးမိမတယောက်ပါရိုက်တာခံရဘူးသလားလို့ မိုတန်ပါကြီးနဲ့ပြောပြောဆိုဆိုသူထွက်သွားပါတယ်။ဝင်လာစဉ်ကအတိုင်းမိုးရွာနေတာကိုမသိသလိုလမ်းမပေါ်လျှောက်သွားပါရော့။လူကားတော့ဝင်လာကစားကလို့ပုံမှန်မဟုတ်ဘူးပေါ့လေ။ရိုက်ထိုးရိုက်ထိုးနဲ့ဒီတော့မှကျွန်တော်မှစန့်တငန့်ငန့်ဖြစ်ရပါတော့တယ်။သူဘာပြောချင်တာပါလဲ။ဟင်းကိုကလည်းအိမ်တော်မကြဘူးတော့တွေးရခက်ကြီးပေါ့။ ဟုတ်ကဲ့ပါရှင်။ယခုတင်ဆက်ဖတ်ပြပေးသွားတာကတော့ဆရာကြီးသူ့မောင်ရေးသားထားတဲ့ပန်းရဲ့ရိုက်ချေဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်။ဒီဝတ္ထုတို့လေးကိုအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အားလုံးပဲကျန်းမာပြီးကင်ပြီးနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေရှင်။ကျွန်မကတော့နာပြီဖြစ်ပါတယ်။